ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့အမင်္ဂလာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာဒေါက်တာမြတ်တန်ရေးသားထားတဲ့နှင်းကောင်းမရသောမိမများအကြောင်းဆိုတဲ့စာအုပ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စာအုပ်လေးကိုမတင်ဆက်ပေးခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါရစေရှင်ရုံရုံလေးရဲ့မမေတီလီယငငယ်လေးတွေကကိုကိုရောအိမ်နဲ့အင်ဂျင်ကလေးရနေကြတာပေါ့ တီလေးတို့မမေကားလေးចောင်းဆရာမလို့ပြောလာချက်ဆိုင်တီလေးတို့ကចောင်းဆရာမျိုးရိုးလို့ပြောတာပို့ပြီးတော့လဲမှန်လိမ့်မယ်မမေရောမမေဘက်ကမောင်နှမတွေအားလုံးကဒီမျိုးနဲ့ဒီမျိုးပဝင်ခြင်းမှာចောင်းဆရာကလွဲပြီးတော့ဘာမှမလုပ်စားတတ်တဲ့မျိုးရိုးတော်မှပြောလို့ရတယ်လေတီလေးပေပေကတော့ဈေးထဲမှာကုန်းဆုံဆိုင်ဖွင့်နေပုံမှန်နေနိုင်စားနိုင်ရုံစီပွားရေးတမောင်းမှုလို့လေတီလေးတို့ညီမ၃ယောက်နဲ့တီလေးတို့မိသားစုလေးကတော့ငငယ်ကလေးကပျော်ရွှင်အေးချမ်းကြီးရတဲ့မိသားစုလေးပါ ကိုကိုတို့မိသားစုကတီလီတို့ဘေးအိမ်မှာနေရပေါ့ကိုကိုကတီလီထက်ဆိုင်အသက်6နှစ်လေးကြီးတယ်သူ့ထမက အမတယောက်ရှိပြီးမမကလည်းချစ်ဖို့ကောင်းတာပဲလေကိုကိုတို့ရဲ့အိမ်ကတော့လေကျက်သွင်ငရုပ်ပွဲရုံပိုင်ရှင်နေမို့လို့တချီးတွေပါ သူ့မိမိကငငယ်လေးကငွေကုန်စားတတဲ့သူဖြစ်ပေမဲ့ကိုကိုရောမမရောကအေးစီပြီးတီလီတို့ညီမတွေကိုချစ်ချစ်ခင်ခင်ရင်းနှီးနှီးရှိကြပါရဲ့ ကိုကိုတို့ကချမ်းသာပေမယ့်မိသားစုကြတော့တီလေးတို့တို့မအေးချမ်းဘူးလို့ပြောရမှာပေါ့ကိုကိုရဲ့ဖေဖေကတအားလေးပွေတက်တယ်ကိုကိုတို့မမေရလေဒါကိုသိပေမယ့်နောက်ပိုင်းကျတော့လေတိတ်ပြီးတော့ခရင်မဆိုင်ပင်နဲ့ငါပစံမပါသွားရင်ပြီးရောနေကြိုက်တာနေလို့ဆိုတဲ့ပုံစံနဲ့သူလည်းတုံဖြုံပြီးတော့ပြောချင်အောင်ဆောင်နေတာလို့မမေရတော့ပြောတာပေါ့မမေတလောင်းမိသားစုနှစ်ခုကြားပြဿနာတွေကတီလေးခုနှစ်တန်းတက်တဲ့နေ့မှာစတင်ခဲ့ရလေး ဖဖေးရဲ့ဆိုင်ကိုကိုကိုတို့ပွင့်ရုံကကုံနာပိုးတယ်မိမတယောက်နဲ့ဖဖေးနဲ့ညှိစွန်ကြတယ်ဒီလိုဖြစ်နေတာကိုကိုကိုရဲ့ဖဖေးကလည်းတိလျံနဲ့မတားတဲ့ပြင်တမင်တကာမြောက်ပေးနေရေဆိုပြီးတော့မမေကတော့ပြောတော့တာပေါ့ဘသူနဲ့ဘလို့ဖြစ်ကြတာကိုတော့တိလျရလေးခကနာနာကိုမသိဘူးမမေပြောတဲ့လောက်သာသိရဲ့လीအဲ့ဒီပြဿနာမပေါ်တော့ကိုကိုရဲ့မမေကိုမမေရသွားတွေးပြီးတော့ပြောပြပါသေးတယ်ယောက်ျားဖောက်ပြန်တာစမ်းသလားယင်ကိုလင်ကိုထင်းနိုင်ထင်းမော့ မထိန်နိုင်ရင်လေငါလိုလေငုတ်တုတ်ထိုင်ကြည့်နေလိုက်ပေါ်ဟင်အချိန်တန်အင်ပြန်လာလိမ့်မယ်ညီးလင်စီရလေပေါက်သားစီရပတ်စံလေရှိရာကြလို့ဆိုပြီးတော့ပြောလိုက်တယ်တဲ့ကိုတင်းတိတ်ခါကိုတံမိုးထားတဲ့အတိုင်းဝမ်းကြားမှာလူဖြစ်လာတဲ့မမေ့အနေနဲ့ဒီအိမ်တော်ရေးဖောက်ပြန်မှုကိုဘလို့မှလက်သိမခံနိုင်နဲ့ဖဖေနဲ့ကွာရှင်းခဲ့ကြတာပေါ့တီလေးတို့တွေကတော့ကိုကိုတို့အိမ်ပြန်ရနေပြမီမမေ့တောင်းဝင်ကြတဲ့နေရာမှာလိုက်နေခဲ့ရတယ်တီလေးတက်ကတော့စတတ်တဲ့နေ့မှာကိုကိုနဲ့ပြန်တွေ့ခဲ့ရတယ် ကိုကိုရိုအိမ်ကပတ်စံရှိတော့သူတို့သားကိုအဆောင်မနေခိုင်းခဲ့ဘူးတက္ကသိုလ်ကျောင်းရှိအိမ်မှာအိမ်လေးတစ်လုံးဝယ်ပေးပြီးကိုကိုတယောက်တည်းหนีပြီးတော့ကျောင်းထက်စီခဲ့တာပေါ့ကိုကိုကျောင်းပြီးသွားတဲ့အခါလေအခြားတင်တဲ့နေဆက်တက်ရင်းနဲ့အဲ့ဒီအိမ်လေးမှာပဲဖုံးဆိုင်နဲ့မိတူဆိုင်တွဲဖွင့်ထားရလိကိုကိုနဲ့လုံရင်းပြောရရင်တော့ငေတန်ရောစင်ကလေးလေးအခြေခံပြီးတက္ကသိုလ်ပထမနဲ့စတက်တဲ့ချိန်မှာပဲတီလေးနဲ့ကိုကိုကချစ်ခဲ့ကြတယ်တီလီနဲ့ကိုကိုချစ်နေကြပြီဆိုတော့ဒုတိယနေဝလာအောင်မမေယာတိတ်သွားရော့ တီလေးကိုစူလိုက်တာမှလည်းမိုးကိုမီးလောင်မတက်ပဲကိုကိုမှဘာမှအပြစ်မရှိဘူးဆိုပေမဲ့သူတို့မိသားစုနဲ့မပတ်သက်ချင်တဲ့မိမိကြောင့်ကိုကိုရောတီလေးပါစိတ်ညစ်ခင်ရရဲ့လေငယ်စဉ်ကလေးက Twitter ခဲ့တဲ့သူမျိုးလေးဘလောက်ပဲခက်ခဲပါစေလွတ်တဲမဖြိုးတော့ဘူးလို့တီလေးဘက်ကဆုံးဖြတ်ခဲ့တယ်လို့ပဲကိုကိုဘက်ကလည်းဒီလိုပဲခံယူခဲ့မယ်လို့တီလေးကယုံကြည်လိုက်တာပေါ့ တီလင်းငငယ်ကလေးကကိုကိုလက်ကိုဆွဲပြီးတော့ရုပ်ရှင်သွားကြည့်နေကြမို့အခုလေချစ်သူခေါ်ရဲလီသူတယောက်ထင်းနေတဲ့အင်္ဂလိပ်ကိုမကြာခဏလိုက်ပြီးတော့သွားလေဖြစ်တယ်။တခါတရံကိုကိုအပြင်သွားတဲ့ခါမျိုးတွေမှာလေစိုက်သားဆောင်ပေးခဲ့ရမျိုးလည်းရှိတယ်လို့လေကျောင်းပည့်ရက်တွေကြတော့လေကိုကိုကိုထမင်းဟင်းချက်ချွေးခြင်းလို့ဈေးဝယ်ပြီးတော့အဲ့အိမ်လေးကိုတီလေးပါတာရောက်သွားခဲ့တာမျိုးလည်းရှိတယ်လေတမုံအောင်နေရောက်တဲ့ရှိချိန်တွေကြာလာတော့ကိုကိုဘက်ကစီးကြော်လာသလိုတီလေးဘက်ကလည်းမငင်းဆန်မိတော့ဘူး ကိုဝင်မရအောင်ကိုကိုဘက်ကလည်းအကာအကွယ်သုံးခဲ့တဲ့အတွက်စိတ်ပူပန်မှုတွေလည်းမရှိခဲ့ဘူးပေါ့တရက်ကိုကိုအပြင်သွားလို့လीတီလေးတယောက်တည်းဆိုင်ဆောင်နေတော့မှကိုကိုရဲ့အမိကရောက်လာပါလေရော့ဩညီကရောက်နေတာကိုငါကြားနေရတော့ကြာပါပြီအေးမပြောမရှိနဲ့နော်တကားမရှိဒါမရှိရေလုံးမလီနဲ့ငါငါသားကိုမိမပေးစားတော့မှမြင်တထားမမနဲ့ပြောပြီးတော့ပြန်သွားလို့တာပေါ့ကိုကိုပြန်လာတော့ငူမဲမဲနဲ့တီလေးကပြန်ပြောပြတဲ့အခါလीအ တီလေးကိုမမရဆသွားတာနေမှာပါကွာကိုကုကိုတော်မှဖုံးဆက်ပြီးတော့စနေသေးတယ်မိမယူတော့မလာဆိုပြီးတော့လင်ကိုကုကလည်းနှစ်သိပ်တာပေါ့အဲ့နောက်ပိုင်းတီလေးကတတိယနေ့ဆာမိုးဝဲနီးလာတော့ကိုကုနဲ့တိတ်ပြီးတော့မတွေ့ဖြစ်တော့ဆာမိုးဝဲပြီးလို့အိမ်ပြန်တော့လေကိုကုကပဲကားကိတ်ကိုပြန်ပို့ပေးခဲ့တယ်ရွာကိုပြန်ရောက်ခရဲကလည်းမနဲ့စောစောပြူရာတို့အန်နာတို့ခဏခဏဖြစ်လာတာပေါ့စစ်စစ်တန်လေးဝင်ပြီးတော့ကိုဝင်ရှိမရှိစစ်စစ်ကြည့်ရော်လေအနည်းစလေးနှစ်ကြောင်တွေ့ရရဲ့လေ မနက်ခင်းတွေမှာအန္တာပြူရာတွေကိုစာမွေးမတိုင်ခင်ကတည်းကအစာအိမ်နာလီပြန်ထနေတာအခုထိမတက်တာသေးဘူးဆိုပြီးမမေကိုဖိထားရတာပေါ့ဆိုရင်ပူပန်မှုများလို့ဖြစ်တာထင်းပြီးတော့ညီမလေးတွေကလည်းစိတ်တောင်ပူနေကြသေးတယ်ဒါပေမဲ့တီလေးဘက်ကစိတ်မပူခဲ့ပါဘူးကိုကတော်ဝင်တည်တက်တဲ့ယောက်ျားမိကောင်းဖခင်တာသမီပေါ့အဆက်ဆက်အရာရာပြည့်စုံနေသူဖြစ်တဲ့ပြင်လေး ငငယ်တန်ရောက်စဉ်တွေကြောင့်ဘလို့မဆိုတီလေးကိုတာဝန်တည်တည်နဲ့လေးလက်ထပ်လိမ့်မယ်လို့လည်းယုံကြည်ခဲ့တယ်။ကျောင်းပြန်ဖွင့်ရကြမှာဖွင့်ပြောတော့မယ်ဆိုပြီးတော့လေတွေးထားလိုက်ကြပေါ့။အတွေ့ထဲမှာတော့ကိုဝေရှိပြီးပြောလိုက်တာနဲ့ကိုကိုများပြောသွားမလားလို့တော့မှတွေးထင်ပြီးတယ်။ကျောင်းပြန်ဖွင့်နေညနေခင်းမှာပဲကိုကိုကဆိုင်ကယ်လေးနဲ့တီလေးနေတဲ့အဆောင်ကိုလာခေါ်ပါတယ်။ထုံးစံအတိုင်းသူ့အိမ်ဆိုင်လေးစီရောက်တော်လင်းထိုင်း တီလေးကိုလေကိုကိုပြောစရာရှိလို့တည်တည်ချာချာနားထောင်တော့တဲ့ကိုကိုကိုတီလေးလေးလေပြောစရာရှိလို့ကိုကိုလေတည်တည်ချာချာနားထောင်တော့ဒါပေမဲ့ကိုကိုအရင်ပြောလေတီလေးကနောက်မှပြောမေကိုကငယ်သူဆိုပေမဲ့အလျှော်ပေးအလိုလိုက်ပြီးတော့တီလေးကိုချစ်ခဲ့တာပါကျောင်းမရက်တွေမှာလည်းမတွေ့ရကြလို့လေလွမ်းနေလားလို့တော့မသိဘူးအဲ့ဒီကကိုကိုမျက်နှာဟာလေဖြူစင်တန်းပြန်ပြီးတော့ပို့ပြီးတော့လေကြည့်ကောင်းနေရောလားကိုကိုလက်ထပ်ဖို့လေအရာစီစီနေပြီတီလေးရင်ဟင် ဘလို့တိသွားလဲပါဇက်ကရောင်ပြီးတော့ထွက်ပြီးမှလည်းမဟုတ်သေးပါဘူးငါမလုံးဝဖွင့်မပြောရသေးတာငါနဲ့စီစဉ်တာတော့မဖြစ်နိုင်ဘူးဆိုပြီးပြန်တွေးရင်းနဲ့တတုံရင်းနဲ့ဆက်ပြီးတော့မေးလိုက်မိတယ်ဘသူနဲ့လဲရင်ကိုကိုတီလေးတိပါတယ်ငငယ်လေးကလေးကလည်းကိုကိုတို့အိမ်လာလေနေကြပဲလေအနီဝင်းကြီးရဲ့သမီးပေါ့ဟိုလေကော်ဘက်ရုပ်လေးနဲ့တူတဲ့ကောင်မလေးလေချယ်ရီမီလေးကွာအော်အဲ့ဒါဆိုရင်တီလေးလိုမိကြပါပဲ ဒီနေ့မှလေးကြောင်းပြီးသွားတဲ့အတန်းလေးရကွင်းပေါ်နော်။အင်းဟုတ်တယ်။ကုကုမျက်နှာကြည့်ရတယ်လေအလိုမကြားလို့ဆိတ်ရှုပ်နေပုံလုံးဝကိုမပေါ်ဘူး။သူကခပ်ပေါ်ပေါ်ပဲပြောထွက်လာပြီမေ။တီလေးမတော့ချေးစုကြီးပြန်ထွက်လာတာပေါ့။မရဘူးကုကု။တီလေးမကိုဝင်ရှိနေပြီ။ဟာဘလို့ဖြစ်နိုင်မလဲကွာ။ကိုကမြင်အကာအကွယ်သုံးခွေတာကြီးပဲ ਉਹ ညံမများစမ်းမာနေတီလေးရလူကြီးရအားလုံးလေးစီစဉ်ပေးနေပြီမို့ကိုကိုတားမှတ်မဖြစ်ချင်ဘူးကွာ တိလိညာများတာမဟုတ်ဘူးကိုကိုရတကယ်ကိုဝင်ရှိနေတာကျောင်းမရွက်တွေတုံးပါလေဖုန်းနဲ့ပြောရင်အရာတည်းရောက်ကြောက်သွားမှာဆိုလို့လူချင်းတွေမှာပြောမယ်ဆိုပြီးတော့စဉ်းစားခဲ့တာအခုမှပြောရတာပြောရင်းနဲ့တိလိအတန်အလေးတင်ဝင်သွားတယ်လုံးဝမဖြစ်နိုင်ဘူးဒါလင်းကိုနဲ့ရတဲ့ကိုဝင်လုံးဝကိုမဟုတ်ဘူးကိုကိုနဲ့မရလို့လေဘသူနဲ့ရရမှာလဲတိလိမှာကိုကိုကလည်းလို့ယောက်ျားလေးတငယ်ချင်းမပြောနဲ့မင်းကလေးတငယ်ချင်းတော့တိတ်မရှိတာကိုမဟုတ်ဘူးတိလိ ကိုနဲ့လုံးဝမဖြစ်နိုင်ဘူးကွာကုကုနဲ့မဟုတ်လို့ဘသူနဲ့ဖြစ်နိုင်မှာလဲပြောလေပြောငူလင်းကိုဖြစ်လာတာပေါ့ငူချလိုက်တဲ့တီလေးကိုလေခါတိုင်းလိုချုပ်ဖို့နေနေတာတာမျက်နာတော့မှလွှဲလိုက်သေးတယ်ဒါတော့လေတီလေးကိုတီလေးအတိဆုံးနေမှာပေါ့ကွာကုကုပြောချလိုက်တဲ့စကားအံဆုံးမှတင်ငယ်စိမ့်နဲ့ကဘာအပြင်ဘက်ကိုလေနှွှင်းစင်ထွက်သွားတယ်လို့လဲခံစားလိုက်ရတယ် အဆောင်ပြင်ရောက်ပြီးတော့နောက်နေ့တွေမှာတော့ကိုကိုလမ်းမထက်ဖြစ်အောင်ဘသူကိုအကူအညီတောင်းရင်ရနိုင်မလဲဆိုတော့ကိုပဲတွင်းနေမိရပေါ့အဲ့နောက်ပိုင်းကိုကိုကလည်းလေတိတ်ဆက်သွဲလို့ကိုမရတော့ဘူးရန်ကုန်သွားပြီးတော့တင်းတန်းလေးတက်တယ်တဲ့တိလေးဖုံးခေါ်ရင်လည်းတခါတည်းရမှာပဲကိုင်းပြီးစကားပြောရင်လည်းမမြန်ဖြစ်ဖြစ်နဲ့စင်ညစ်တဲ့ဆိုရဲအချောင်းတွေကြီးပဲပြောနေရပဲမို့နှစ်ယောက်အတူမားခဲ့ကြတဲ့ကိစ္စမှာတော့မှတိလေးကမျက်နှာအငယ်ခံရပြီးသူ့ကိုပြန်ချော့ပြောနေရတဲ့ဘဝပေါ့ ဒါပေမဲ့နောက်နေ့တွေမှာတီလေးထက်ရှင်ပြရင်လက်ခံလာနိုင်ပါတယ်။အခုအားလီသူစိတ်ရှုပ်နေလို့နေမှာပါလို့ကို့ဘာသာပဲနှစ်သိပ်ပေးနေရပြီးတော့တစင်ချင်းဘာတွေလုပ်ရမလဲဆိုတာကိုပဲလေစဉ်းစားနေခဲ့မိတာပေါ့။ကခုမမေကိုကိုယ်တိုင်သွားဖွင့်ပြောပြီးတော့တောင်းပန်ရမှာပဲလေ။ဒါနဲ့လည်းအဆင်ပြေသွားနိုင်တာပေါ့။သူကိုယ်တိုင်လည်းတီလေးကိုလေကခုအိမ်မှာတွေ့ခဲ့ဘူးတာမို့မယုံကြည်နိုင်စရာမှမရှိတာ။နောက်ဆုံးမရတော့ဘူးဆိုရင်တော့ကိုကိုနဲ့လက်ထပ်မိသူ ဟိုဟိုမမချေတွေကိုပဲတော်ပြောပြပြီးတော့တောင်းပန်ရတော့မှာပေါ့မင်းကလေးတိုင်းလေးကိုချင်းစာနိုင်မယ်ကိစ္စမျိုးမို့ဆိုပြီးကိုကိုကိုလည်းအားပေးနေမိတဲ့အဲ့ဒါလို့အစီအစဉ်ချပြီးသူ့မမေကိုတွေ့ချင်လို့ပါဆိုပြီးတော့ဖုန်းဆက်ခွင်တောင်းခဲ့တာပေါ့မအားလို့မလာနိုင်ဘူးတဲ့တွေ့ချင်ရင်သူတို့အိမ်ကိုလာတွေ့ပါဆိုလို့တီလေးတယောက်တည်းသူတို့မျိုးကိုလိုက်သွားခဲ့တယ်။သူကတီလေးလေးတကယ်လာမတွေ့ဘူးလို့ထင်နေခဲ့တာပါ။တမီးလေးမြူရီကကားကြီးကိုရောက်နေပြီးအနီအနီတို့အိမ်ကိုလာခဲ့ရမလားယင်။ ဒီလိုပြောပြီးဖုံးဆက်ပြီးတော့မှကားကိန်းသားကဆိုင်တဆိုင်ကိုချိန်တာပေါ့နှစ်နာရီကျော်ထီကိုလေထိုင်ဆောင်နေခဲ့ပြီးမှသူ့မိမိရောက်လာတယ်လေသူတွေ့ချင်းပဲညီအေးကြီးကြီးကျယ်ကျယ်တွေချိန်လာချက်လာလုံနေရဘာရီများကိစ္စရှိရမှာမို့လို့လေဟဲ့ရှုပ်ရှုပ်ရှက်ရှက်အေးအိမ်မကလေအလောက်ကများအများနဲ့တမီးကအိမ်ကိုလာခဲ့မလို့ပါပဲအန်ဒီရဲ့အန်ဒီကဒီမှာစောင့်ဆူလို့ပါအိုးလာလို့ရမလားပြောပြောဘာပြောမလို့လဲဟိုလေ ကိုကိုကိုလက်ထပ်ပေးတော်မလို့ဆိုတာလေတကယ်လားအနီးတမီးမလေးကိုကိုနဲ့ရတဲ့ကိုမင်းရှိနေပြီဟင်တကယ်ပေါ့ချယ်ရီလိုလေဂုံတရေရှိမိကောင်းပါခင်တမီးကိုရှောက်ပြောစရာလားနောက်စရာလားလို့ဟင်တီလေးပြောတယ်လေစကားနှခုံးမှာရှေ့စကားတစ်ခုကိုသာကြားပြီးနောက်စကားတစ်ခုကသူ့ရဲ့နားရီကိုလေမဝင်သွားတော့ဘူးနောက်ကစကားအတွက်ကလည်းလေလုံးဝမတုတ်ပြန်ဘူး တီလရလည်းကောင်းနှပန်းတွေကြီးလာပြီးတော့လူလဲလေးရှင်တင်ဖင်တီတောင်ဖြစ်လာရတာပေါ့။ဟိုလီအနီတမေလေးအန်ထရာဆောင်ရိုက်ကြည့်တာကိုဝေးကငါးလာတွေဝင်နေပြီမို့လို့လီအနီကိုအကူကြီးတောင်းလာပါနော်။တမီးတို့ကိုလက်ထပ်ဖို့ခွင့်ပြုပေးပါနော်အနီ။အဲ့ဒါကတော့အေးရင်ညီတို့ကိစ္စညီတို့ဘာသာပဲရှင်းကြလို့ပဲပြောရမှာပဲ။ငါတို့ကိုအတိပေးပြီးတော့လီဖြစ်ခဲ့ကြတဲ့ကိစ္စမဟုတ်ဘူးဟဲ့။ညီတို့ဟာညီတို့ပြည်လေသည်ဖြစ်စေမပြည်လေသည်ဖြစ်စေဟဲ့။ ဒူးလူကြီးတွေကတော့လေလူကြီးချင်းပြောတဲ့စကားတရားထဲရမှာပဲဟင်အေးမြအေးအေးမြလောင်းတိလေးကိုစကားပြုတ်နေရင်ကဆန်ရှိရဖြစ်သွားတယ်အမျိုးသမီးတယောက်ကိုဆိုင်ထဲကနေလှမ်းခေါ်ရင်းနဲ့နောက်နှလားလောက်နေရင်သူ့တာမင်္ဂလာဆောင်မှာဖြစ်ချောင်းမြို့တော်ခမ်းမှာရဲချင်းရလို့လေအတော်ကြက်ချောင်း သူ့ချွေမကအလွန်ချောအလွန်တော်ပြီးတော့ချမ်းသာတဲ့မိဘကပေါက်ဖွာတာမို့လေသူတို့ဘက်ကလည်းမင်္ဂလာတပွဲကိုချိတ်ချိတ်တဲတဲသွားပြီးတော့ဆီစဉ်ပေးရမှာဆိုပြီးဖက်ဖက်မောနေကြောင်းပေါ့တီလေးရှိမှရင်လေတဘာဘာတဟာဟာနဲ့ပြောနေခဲ့တာပေါ့တီလေးကိုတော့နှုတ်မဆက်ဘဲနဲ့အဲ့ဒီမျိုးသမီးနဲ့အတူတူထပြန်သွားခဲ့တယ်လေတီလေးကလည်းဘေကားပေါ်တက်ပြီးဘယ်လန်းကနေကြောင်းတက်တဲ့မျိုးကိုအဆောင်ကိုပြင်ရောက်ခဲ့တာတော့မမှန်မိတော့ဘူးညာကြတော့ကိုကိုတို့မမေရလေဖုံးဆက်ပြောတယ် သူ့သားနဲ့ရတဲ့ကိုမင်းဆိုရင်လည်းဖျက်ချလိုက်တော့တဲ့ပြီးတော့လေလေဇီးရေးကိုသူ့ပေးမိတဲ့အော်လုံးလို့လေဘာပြန်ပြောမိမှန်းလဲတော့တေချာမမှတ်မိတော့တေချာမှတ်မိလိုက်တာကတော့လေအိမ်နေညာကိုကိုကို ဖုန်းခေါ်တော့အဲ့ချိန်မှာစာပြီးတော့တီလေးလေးဆက်သွယ်နေကြဖုန်းကလေရာသက်ပံပိတ်သွားခဲ့တာပေါ့ ကိုကိုနဲ့ဓာရက်အဆက်အသွယ်ပြတ်သွားခဲ့ပြီမဲ့လေကိုကိုတို့တငယ်ချင်းတွေကိုအားလုံးနှီးပါလိတီလေးတည်နေတဲ့အတွက်လေသူတငယ်ချင်းတွေစီရတဲ့စဉ်တီလေးဆွတ်တွေချင်းရနိုင်ပါသေးရပေါ့ငေတန်ရုံးစဉ်တတန်နေတာချင်းထုတ်ကြည့်ရင်လေကိုကိုကတော့တီလေးဘက်ကလေအလေးသာလေးမဲဆိုပြီးတော့လေယုံကြည်နေခဲ့တာပေါ့နောက်ထပ်ခြေလန်းနေနေသူ့နဲ့လက်ထက်မဲမမချေတွေကိုစုံစမ်းကြည့်တယ်သူမကိုစုံစမ်းရတော့လည်းမခက်ပါဘူးတော်တည်ဖို့သာခက်ရတာ ကျောင်းတူမိသားတူအခြေတင်းကြီးရီရွှေမင်းသမီးမို့လို့လဲဆက်တယ်ဖို့ဖုန်းနံပါတ်ကိုခနာတွင်စုံစမ်းလို့ရပြီမဲ့ကြားရတဲ့တင်းကလည်းတိတ်မကောင်းတော်တော်မာနာကြီးတဲ့တထေသမီးတယောက်တဲ့သွားတွေးဖို့နောက်တွမိပြီမဲ့လေသူ့မာနာကြီးရော်လေဒီဒါမျိုးဆိုတာကလည်းသူ့ရဲ့မာနာကိုလေထိခိုက်နိုင်တဲ့ကိစ္စမျိုးချက်ချင်းတော်မင်္ဂလာပွဲဖျက်သွားနိုင်သေးတယ်ဆိုပြီးကိုဘသာအပင်ရဲ့အောင်းမွေးရင်နဲ့ကိုဝင်လေးငါးလာကျော်လာတာပေါ့ မစားနိုင်မတောင်းနိုင်နဲ့ဘိုက်ကြီးနာကြောင်ပဲလားစိုးရိမ်စေကြောင်ပဲလားတော့မသိဘူးတီလေးတအားပိန်ရှင်းသွားတယ်ကြောင်လေးမမှန်မတက်ဖြစ်တော့ဘူးတီလေးဘက်ကချယ်ရီနဲ့သွားမတွေ့ခင်ကအချိန်တွင်းမှာပဲတညင်းနေခင်မှာဆိုင်မစင်ပုံမစင်နေရင်းကုကုမေကိုတိုင်းအဆောင်ကိုရောက်လာပြီးတော့မင်္ဂလာဆောင်ဖိတ်စာနဲ့ငွေနှသိမ့်လည်းပေးသွားတယ်ညနေခင်အဲ့တွေ့ချိန်မို့လို့အဆောင်ဧကန်းမှာလူစီတုံးမို့လို့တီလေးကဘာကူမှမပြောမိခဲ့ဘူး စိတ်ထဲမှာတော့ဖိဆာကိုဆွဲပြဲပြီးပစံတုံးနဲ့အဖွားကြီးမျက်နှာကိုပြစ်ပေါက်နေခဲ့ပေမဲ့လေတကယ်တမ်းကျတော့လေလီလူပါနောက်ပြန်လမ်းမကျတော့နီးရနီးရန်ကိုမှီပြီးတော့မနေ့ထိန်းထားခဲ့ရတာပေါ့နောက်နှစ်လလောက်မှဖြစ်မယ်ဆိုပြီးဟိုတနီးရပြောခဲ့တဲ့မင်္ဂလာပွဲကိုနှစ်ပတ်အတွင်းလဲဆီစဉ်ခဲ့ကြတယ်မတက်နိုင်တဲ့ဆုံးရှိမျက်နှာနောက်ထားပြီးကိုကိုရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တဲ့ကိုကျော့ကိုအကြောင်းစုံဖွင့်ပြပြီးတော့ကိုကိုနဲ့တွေ့ချင်းကြောင်းရှင်းပြပေးစေချင်တာကိုပြောတာပေါ့ ကိုကအတွေ့မခံတော့ရင်မချိန်နဲ့တွေ့ပြအောင်15မိနစ်လောက်ပဲဖြစ်ဖြစ်စီစဉ်ပေးပါလို့မြေခံထိုးပြီးတော့တောင်းပန်ခဲ့တာပေါ့ကိုကျော်စီစဉ်ပေးလို့ cherry မင်းနဲ့လေစိုင်တဲ့ဆိုင်မှာတွေ့ဖို့အဆင်ပြေသွားခဲ့တယ်အဲ့အိပ်ပြန်အစားပြင်းနေမှုစုတ်တီးစုတ်ဖေးရိုင်းနေနေဖြစ်နေတဲ့တီလေးကိုအထင်သေးသလိုနှိမ့်သလိုမျက်လုံးတွေနဲ့ဝေးကြည့်ပြီးတီလေးဘက်ကနေပြီးဘောင်စကားမှမပြောရသေးခင်ကိုစီနေဒူးရဲ့မင်္ဂလာပွဲကိုလေဘလို့အချီနေမျိုးဘလို့အတားစီမျိုးကမှဖြစ်စင်းနိုင်မှာမဟုတ်ဘူးနော် ယူပြောချင်လို့လို့ဆိုတာမျိုးလေးရှိရင်လည်းပြောပေါ့ဒါပေမဲ့ပြောတာမပြောတာလေသူ့အပိုင်းယုံနာမယုံနာခုပိုင်းပဲလीနော်နေပါပဲပြောပြော အပိုးပဲငါမယုံဘူးလို့ဆိုလိုက်တာမို့တီလေးလေးလေးထုတ်ပြောမနေတော့သူ့ကိုကိုကိုတို့သားမီးကဘလို့အယုတ်သွင်းသွေးထုတ်လိုက်တာလေလို့လေတွေးမိတာပေါ့ကိုကိုနဲ့ထွက်ထွေဖို့လေဘလို့မကိုစူးစားလို့မရတဲ့အဆုံးမှာတီလေးမမေးကိုပဲအကူညီတောင်းရတော့တယ်မမေးကိုသူတို့မိသားစုကိုလေတော်ပြောပြီးဖို့ဖွင့်ပြောတဲ့ခါမှလည်း သူတို့လေလူစိမ့်မရှိတာသိလို့ညီကိုကိုစီနဲ့တင်းကိုစားပြီးကြားရရလေငါတားတာပေါ့သူတို့လေလူစိမ့်မရှိတာသိလို့ညီကိုကိုစီနဲ့တင်းကိုလေစားပြီးကြားရငါတားတယ်အခုတော့ပဝင်းကျင်ပါဟင်ငါတို့တမျိုးလုံးဘလို့မျက်နာမျိုးနဲ့ရွာမှာဆက်နေကြမှာတော့လုပ်ရလိုက်တာတီလေးရဲ့မိညမရရောလီနေအဖွာရောရွာလေးလေလမ်းမလျှောက်ရမဖြစ်စေချင်းအဲ့ဒီလေနေပိုက်ထရာကလေးကိုတတလုံးတီးရင်ကိုမခေါ်ခင်းနေဟဲ့ ူမဆန်နဲ့တင်ဖြတ်ချလိုက်ပါဆိုတဲ့စကားကိုလည်းငါမပြောချင်ဘူး။ဒါပေမဲ့ဟေးအဲ့ဒီအမျိုးရေကလေးကိုလေငါတို့အိမ်မခေါ်တင်မလာနဲ့။နင်းကြောင့်နင်းညမတွေခေါင်းမော်ပြီးတော့လမ်းတော်မလျှောက်ရေးအောင်လီ။နင်းအဖွာအသေးဆုံးအောင်တော့မလုံနဲ့။နင်းအကြောင်းလေဒီမိသားစုမှာဘာမှမသိရငါလှစ်ဝက်ထားပြီးမိ။အဲ့ဒါငါပေးနိုင်တယ်လေတခုလေတော့အကူညီပဲဟေး။ရှိနေငါမှာထောင်းလုံးလုံးကြတာပေါ့မိမိကိုဖွင့်မျောတိုင်ပြန်လိုက်ကြမှာပဲ အိမ်မာတော်လေးမိသားစုဝင်အလုံးကိုအတိမခံရဘူးဆိုတဲ့အနေအထားမျိုးရောက်ရမကောက်စိတ်ဆိုးပြီးလာကုန်တော်လေးခိုင်းပူနေကြပစံမှာဖြတ်လိုက်တယ်။တီလေးအတွက်နောက်ဆုံးဆွဲလို့ရမယ်လီ။ကောက်ရိုးတမြင်ကကိုကိုပဲပေါ့။ကိုကျော်ကိုပဲရှင်းမြန်တာနောက်ထားပြီးအပူကက်ပြီးတော့အကုန်ဖွင့်ပြောပြပြီးကိုကိုကိုလာခေါ်ခိုင်းဖို့အကူအညီပတ်တောင်းရတယ်။ ကိုကိုကိုလေတေချာရှင်းပြပေးပါတော့ကိုကျော်ရင်တော့ဒါသူ့ကလေးမဟုတ်ခဲ့ရင်မိဘကြီးနဲ့တော့မှတိလေးတည်သွားပါစေလို့တော့ကြင်ခဲ့ပါတယ်လို့နော်ကိုကျော်ကလေသူကူညီပါမယ်လို့ကတိပေးတာပေါ့ဒါပေမဲ့နောက်နေ့ရက်မှာတော့ကိုကျော်ကတန်လင်းကလေမြင့်မုံမြတ်တာနာခိုရဆိုရဲကေဟာရဲ့လိမ့်စာနဲ့ဖုန်းနံပါတ်ကိုပေးတယ်ညီမလေးနင်ဒီကေဟာကိုလေးဆက်သွယ်လိုက်ဒီမှာနေ့အတွက်လေးမိုးဘုံကတော့ ဒါကိုစီပေးလိုက်တာမဟုတ်ဘူးနော်ငါမူဘိုးတွေကငါခွဲပေးလိုက်တာနင်ခီးစိတ်သုံးဖို့ငါကိုစီကိုလေအလုံးရှင်းပြပေးပြီးပြီမို့သူလာချင်းနဲ့လာလိုက်မယ်ဟေးဒါပေမဲ့သူမလာခဲ့ရင်လေအဲ့နေရာမှာတောင်းမွေးလို့ရအောင်ဆက်သွယ်ထားလိုက်ဖို့တဲ့ကိုကျော်ပေးတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးအဲ့ဒီကဆရာမကိုအကြောင်းစုံရှင်းပြတာပေါ့ကလေးလာမွေးပြားစီလို့လေတောင်းပန်ခဲ့ပြီးမိရှင်နေမှာတော့လေကိုကိုဒီလောက်ထိလုံးရမှာမဟုတ်ပါဘူးသူငါ့ကိုလာခေါ်มาပါလို့ယုံကြည်နေခဲ့တယ် မျော်လင့်နေစေပဲလေတကယ်ဆိုရင်ကိုကျွားခင်ဟာသားဖို့ခီးစီလို့ပြောတာဟာလင်ကိုကိုမလာတော့ဘူးလို့ပြောတာနဲ့အတူတူပဲဆိုတော့တိလေးတိတင်တာပေါ့တိလေးကလေတိတ်ချစ်ခဲ့တယ်လို့တိလေးအခေရတယ်ချစ်သူကိုယုံကြည်လို့နဲ့တိလေးဘယ်အချိန်ထိလဲကိုကိုကိုထိုင်ဆောင်နေခဲ့တယ်လဲတိလာရင်ကိုကိုတို့မင်္ဂလာဆောင်ပြီးသွားတယ်ညနေထိပဲပေါ့အဲ့ဒီမင်္ဂလာပွဲပြီးတဲ့ညနေကြမှလင်ကိုကိုကလုံးဝမလာတော့ဘူးဆိုတော့တေချာသွားပြီးမှရန်ကုန်သွားတဲ့ကားပေါ်ကိုတက်တယ် ခိုနာရဆိုတဲ့ဂီယာရှိတဲ့အရက်ကိုဝဝဝဝနဲ့ခီးဆက်ခဲ့တာပေါ့ကိုကိုတို့လင်မယားနှစ်ယောက်လည်းလက်ထပ်ပြရနဲ့စင်ကာပူမှာတောင်းထပ်ဖို့ဆိုလားအလုပ်လုပ်ဖို့ဆိုလားထွက်သွားကြတယ်လို့ကြားလိုက်ရတယ်လေတီလင်းဆိုတဲ့ကောင်မလေးကိုလည်းခိုနာရခီးယာကိုစရောက်သေးကအငယ်တလုံးနဲ့အငိုတန်နဲ့အေးဆေးလုံးနဲ့ကောင်မလေးအဖြစ်ကျမအတိခဲ့တာသူကစကားလေးမများတော့ကျမနဲ့တည်ပြီးရောလေလေစကားမပြောဖြစ်ခဲ့ဘူးတကယ်တော့ခုနားရမှာကျမရဲ့နေရာကလေးလေ နေရခက်တဲ့နေရာတစ်ခုပေါ့ဖေယာမမသိတဲ့ဘာစာရိတာနဲ့အခက်ခဲလေးကြုံမမသိတဲ့မိန်းကလေးငယ်လေးတွေကိုသူတို့ဘွားစိတ်အကျဉ်းချက်ဆုံးစိတ်တည်းရာအကြည့်ဆုံးအချိန်မှာအတူနေပြီးတော့ဖြည့်ရှင်းရတာမို့ကျမတော်မှာအနေမတက်ရင်တည်တတဲ့အနေထားပေါ့ညီမတွေအားလုံးကိုတီတီနဲ့လေးမမှန်ဆက်ဆံခဲ့ပေမဲ့လေခရူးဆိုင်တဲ့စရာကတော့ပြပေးခဲ့ပါတယ် မမရရတီလေးနားခူရခေရကိုရောက်တဲ့နေ့ဟာထက်ထက်ရောက်တဲ့နေ့နဲ့တနေ့နဲ့တရက်သေးပဲရှေ့စင်နောက်စင်ရောက်လာတာဆိုတော့ကိုလေးလေးထက်ထက်နဲ့တီလေးအတူကလေးရနေရာချပြီးတော့သူဟာလေငိုရင်းဘာလို့လဲဆိုတော့လေရောက်ခေရှာထက်ထက်ကိုကြောက်လို့တဲ့သူမတဲ့အရင်ရောက်နေတဲ့သူတွေက ဟိုမေးတီမေးနဲ့အချင်းချင်းဆက်ဆူကြတော့လေငိုရင်း ရောက်စားမှလေသူ့ရဲ့နာမည်မသိလို့တယောက်ကလေမျက်ပေတုံးနဲ့ကောင်းပါလေဆိုပြီးတော့မျက်ခုံးမျက်လုံးမထင်ရှားတာကိုလေတတ်မှတ်ပြီးပြောတော့လေငိုရီစေယုံမှာဘိုက်သွားပြတဲ့နေရင်စစောထတန်းစီရတဲ့နေရီလေငိုရီအတော်အငိုတန်းနဲ့မိန်းကလေးပေါ့ဆရာငယ်တက်လွန်းလာကြပဲလေနာမစီပေါမပြေးတဲ့ကလေးကိုဘွယ်ခွဲမွေးလိုက်ရသေးတယ်ကြီးမွားခမ်းပြီးတော့ကလေးကအလှုံနေနေလို့တဲ့ သူမဆေးရုံစတတဲနေမွေးကန်တဲ့လေမဝင်ခင်မှာပဲကျမကရောက်သွားတာပေါ့ဘိုင်းနာလို့အလူလေဖြစ်နေကြတဲ့ဘိုင်းကြီးတွေရေးကြည့်နေတဲ့အခမ်းရှင်မခန်းလို့တရရယ်ဆိုတော့လေဘိုင်းနာလို့အလူလေဖြစ်နေကြတဲ့ဘိုင်းကြီးတွေရေးကြည့်လေနေတဲ့အခမ်းမှာလေမျက်စိတငယ်နားတငယ်နဲ့နှိမ့်နေုံကျမကလည်းရောက်သွားခဲ့တယ်။ကျမဝင်လာတာကိုသူကလေမတွေ့ဘူးဘိုင်းနာနေတဲ့မိမတွေကိုကြောက်ရွံ့စွာမျက်ရည်တွေနဲ့ငေးကြည့်နေရပေါ့ လူနာဆောင်နေနဲ့ကြာကြာနေလို့မရတဲ့အခန်းမို့လို့လေဂရင်ပေါ်အိတ်နေတဲ့သူ့ရဲ့သမီးလေးကိုဂရင်ကောင်းရင်ကနေလှမ်းဖွာပြီးသမီးအခန်းပြင်မှာဆ iam မရှိရင်တော့ငုံမနေနဲ့နော်ဆိုပြီးတူတူလေးအားပြတော်လီကျမတို့လေဒီပရာဟီတာကိုဘယ်တော့မှနှုတ်မချနိုင်နဲ့မြေဝန်းတစုံနဲ့သူမဟာလှမ်းကြည့်ခင်တာပေါ့အဲ့ဒီအကြည့်ထဲမှာတောင်းဆိုမှုတွေအားနာမှုအားငယ်မှုတွေအာကိုရဲစိတ်တွေကရောထွေးနေကြရလို့လေကျမကသိတာပေါ့ မွေခန့်အပြင်မှာဆွေမျိုးအစုံလေးနဲ့လီစီချိုစောင်းစားနေတဲ့အခြားကုဝင်ဆောင်မိမတွေတောင်မှဒီခန်းထဲမှာမိဖွားရတဲ့စစ်ပွဲမှာတော့လီလူလိတ်အော်ဟစ်နေကြတာပေါ့တယောက်တည်းစစ်ခင်းမဲ့ပြန်ထွက်လာရင်လီကြုံမဲ့သူမရှိရဲလီသူနဲ့သူကလေးရဲ့အတွက်ဘလောက်တောင်မှစိုးရင်ပြီးတော့အားငယ်နေလိမ့်မလဲသူ့မျက်လုံးကပြောတယ်ဒီစကားတွေကိုကျမနှလုံးသားနဲ့ကြားနိုင်တာပေါ့အင်းခဏနေရင်လီတမီခွဲခဲနဲ့ဝင်ရတော့မယ်နော် ဆီယာမခွဲခဲ့အပြင်မှာစောင့်နေမှတန်းတန်းမမာနေတာပြန်ထွက်ခဲ့နော်ဘာမှကြောက်စရာမလိုသိလားဒီလိုပြောတော့လေမြည့်ရဲ့အခွေသားနဲ့ခေါင်းကြီးပြတာပေါ့ခလေးရလေပုံမပြေလာမစင်းမို့မွေးရလေခလေးကူတာဆောင်ကိုတန်းဖို့လမ်းရတယ်သူမခွဲခဲ့နေရထွက်လာပြီခရေမာလေးနေရာပြန်ချပြီးတော့မျက်လုံးမဖွင့်ကြည့်ပေနဲ့မျက်လုံးတောက်စီမှာမြည့်ရီစီးကြလာတာပေါ့ကျမလေးမငုံနဲ့တော့လေသမီးရဲ့အားလုံးပြီးသွားပြီကွဲ့ ဘဝရဲ့အခက်အခဲဆုံးအချိန်ကိုလည်းကြော်ပြတ်ခဲ့ပြီးပြီမို့ငိုစရာမရှိတော့ This two were best away လीနော်တမီတစ်ချက်ဆိုင်ပြီးတော့မျက်လုံးဖွင့်ကြည့်ရင်လေကျမကိုအတန်တူတူလေးနဲ့မိတာပေါ့ဆီယာမခလေးလေးကရောယင်တမီလိုမျက်ပေတုံးလေးပဲလားယင်အာမဟုတ်ဘူးတမီရဲ့မျက်လုံးမျက်ခုံလှလှလေးနဲ့လေအရန်လာတဲ့ယူပါယုံလေးပါပဲကွယ်တမီကနှစ်နှစ်ချက်ဆိုင်ကြီးပြုံးပြတာပေါ့သူ့တမီလေးကိုတော့လေသူ့ထက်လှစေခြင်းနဲ့မလား ယုံယုံလို့ကျမကချစ်စနိုးခေါ်ရလေယူပါယုံဆိုတဲ့ကလေးလေးဟာလေမူဘီကလေးကအတဝါဝင်လိုက်တောင်မှလေ55ရေးပြည့်တဲ့အထိပဲကလေးဆောင်မကလူနာဆောင်အပူအားလေးလေထားလို့မရတာကြောင့်လေသူ့အမေလေးခမလေးတယောက်တည်းပြုစုနေရရှာတာပေါ့ကလေးကလေစိတ်ယုံတက်လိုက်ဆင်းလိုက်နေမို့လေပြုစုရတဲ့တီလေးခမလေးအတော်လေးကိုပင်ပန်းရှာတဲ့ကလေးမွေးဖွားပြီး55ရေးဆိုတာမြမအခေါ်ရမိတွင်လို့ခေါ်တာပေါ့သူ့ဆောင်အရာလေး ဝုံဝုံတို့ချင်းသေးတို့လေကြာတို့ရဲ့တာရဲရင်ကနေပြန်ထွက်လာရတူလို့အတိပဲရတာမို့လေဘယ်လူမျိုးကမှတတောင်တတာရှိရလေအနေထားကိုဖျက်တမ်းခဲ့တယ်လို့ဆိုလိုလာတော့မဟုတ်ဘူးနော်ဒီကြားတွေယူယုံကတီးလေတီးတဲ့အတော်ဝါကလေရက်ကြာနေသေးတယ်မိတွင်းဆိုတဲ့ခီးကို55ရက်ကိုလေမိသားစုနဲ့အတူပုံမှန်ဖျက်တမ်းတဲ့မိမတွေတောင်မှပင်မစင်းရဲနေဆိုရင်ယူယုံလေးမမေလို့တကူတဲ့အထီးကျန်စွာပင်မမှန်ဖျက်တမ်းရတဲ့သူဆိုရင်တော့လေ ဒါပေမဲ့သူခင်များသူသမီးလေးကိုအဖေါ်တယောက်ပေါ်မှာစကားတူတူပြောရင်တခါတည်းရန်ဘာမှနားမလဲတဲ့ကလေးလေးကိုချစ်စနိုးနဲ့စူအော်ရင်းနဲ့ပဲအမိကလေးလာလီကလေးမေလာမကွဲပြားပဲနဲ့ဖြတ်တန်းရတာပေါ့သူသမီးလေးကိုတော်တော်ချစ်ရှာတယ်သူ့ရဲ့အခမ်းအနားမှာဖြတ်တိုင်းလေလီသူ့ခမ်းအနားကဖြတ်တိုင်းသူသမီးကိုလေတိုင်တယ်ပြောတတ်တဲ့စကားတွေကိုခဏခဏကြားရတတ်တာပေါ့ညီအေးဘာမှမရှောင်နဲ့လေအကုံစားဆိုလို့တုပ်လေစားတာပဲစားတိုင်းတိုက်တယ်ငိုတိုင်းတိုက်တယ် ခဏခဏတိုက်ဆိုလို့လေကျုပ်လည်းတိုက်တာပဲညီလေးလေသူများကလေးထက်တောင်မှပိုဆူတာပဲဒါပေမဲ့လေလူကောင်ကြမကြီးလာပဲနဲ့ခေါင်းကြီးတစ်လုံးပဲကြီးလာတော့ကျုပ်ကဘလို့လုပ်ရမှာတော့ယူယုံတော့အခုနိုးတိုင်တော့မှတောက်ထားမအေးရလေအနှီးသွားလျှော်မှအုံငူပြီးတော့လာမတောင်းနဲ့အဲ့လိုမျိုးဆိုလေပြန်လာပြီးမတိုက်ဘူးနော်ပြောပြီးသားဆရာရီနဲ့အမေကိုယ်တိုင်ကလည်းလေကလေးဆန်နဲ့ချစ်စရာစကားလေးတွေကြောင့်ကျမကတော့မှအတနာပူရတယ် ဒီလိုနဲ့ရေယုံလေးလေးနှလားကြော်လာတော့သူ့အမေလေးလေးနောက်ဆုံးနေ့အတွက်ကြောင်းပြန်တရဖို့အချိန်နီးလာပြီပေါ့တညာကိုယ့်ရဲ့အပေါ်တမလေးဖုံးသုံးနေရင်းနဲ့မက်ဆေ့ချ်တစ်စောင်ဝင်လာတယ်ဆီယာမတမီးလေးကြောင်းပြန်တက်ဖို့ပြင်ရတော့မေအမေတို့ကလည်းလေပြန်လာဖို့မခေါ်ဘူးပြန်ဖို့လည်းကောင်းကားတော့မရှိဘူးတမီးလေးကိုလည်းလေမစွန့်ပြစ်နိုင်ဘူးဘယ်လိုလုပ်ရမလဲမသိတော့လို့စဉ်းစားပြီးပါအောင်နော် နေတိုင်းတွေတအိမ်နဲ့အတူနေပြီမဲ့ကျမကိုတိုင်းရမပြောရလို့လေအပေါ်ရဲ့အောက်ထက်ကိုမက်ဆေ့ပို့ပြီးပြောလာတော့ကျမကလည်းပြုံးမိတာပေါ့အောက်ထက်ကိုဆင်းသွားပြီးသူတို့သားမိထိုင်းနေတဲ့ခရင်မော်ထိုင်းရင်းနဲ့စကားတွေလည်းပြောဖြစ်ခဲ့တယ်ရုံုံလေးကလည်းသမီးနဲ့လည်းမတူဘူးနော်ဘသူနဲ့တူပါလဲရင်ဆူအောင်အောင်လေးနဲ့ဟွန်းတော်အီးသူကြီးနဲ့လေတူနေရမှာချွတ်ဆွတ်ပဲဘသူတော့တော်အီးသူကြီးဆိုတာလေဟိုတယောက်ရဲ့မမေလေးဆီယာမရဲ့ ိုဝင်ရှိတုန်းကသူ့ကြောင်းတွေကြီးပဲလေညာရောနေပါတွင်းနေခဲ့လို့လားမသိဘူးနော်ဘောတော်နဲ့လေတူရာမလေချွတ်ဆွမချွတ်ဆွပဲအခုနေလေတမီးအရင်မျိုးကိုဒီကလေးချီပြီးသွားရင်တမီးရဲ့ကလေးလို့လေဘသူမှမသိရင်ဒါနီးမင်းတော်ရည်သူကြီးရဲ့မိဆူရာတော့လေတမျိုးလုံးကိုတည်သွားမှအဲ့ဒါလို့တူတယ်တည်လားဆရာမရဲ့အော်ဒါနဲ့တမီးရဲ့မမီရောအဆက်အသွယ်လုပ်ပြီးပြီလားတမီးရဲ့နင့်ကြီးပဲပြန်လာရင်တော့လက်ခံပေးမယ်တဲ့ သမီးလေးကိုတော့လေတတလုံးခေါ်မလာနေတဲ့ပြိုရင်းကအတန်ကတိမ်ဝင်သွားပြီးတော့မြေကြီးတွေကစီးကြလာတာပေါ့သမီးကရောဆာမူဝဲဖြေဖို့ဘလောက်လိုသေးလဲဖြေဖို့ကတော့လိုသေးတယ်ဆရာမရဲ့ဒါပေမဲ့နောက်လာကြရင်ကျူရှင်ကဆောက်ခွေတော့မှတငယ်ချင်းတွေရတယ်လေကျူရှင်လာတက်မလာမင်းနေပြီကျူရှင်လာကရောအမေရပေးမလာသူ့ရဲ့နဂတ်ကိုလက်ညှိုးထိုးပြတာပေါ့အခုမှကြည့်မိရောလေနဂတ်တစ်ဖက်တည်းတင်းနဂတ်ကလည်းဟေး နဂါကတစ်ဖက်ထင်းနော်ကျန်တဲ့နဂါတစ်ဖက်ကိုလည်းရောင်းပြီးတော့ပေးလိုက်တာလားမဟုတ်ဘူးဆီယာမရဲ့နဂူကလေးကရောင်းပြီးတော့သုံးထားတာအခုကနောက်တစ်ဖက်ကိုရောင်းပြီးတော့လေကျူရှင်လာကပေးလိုက်မယ်ပြောတာအမေကမပေးဘူးရဲ့လားသမီးရဲ့ဘာမှမပြောဘူးဖုံးဆက်တော်လည်းမကင်ဘူးအဲ့တော့လေကျူရှင်လာကမမေမမပေးအဆောင်လည်းငားမနေနိုင်တော့ဘူးလေတငယ်ချင်းအိမ်မှာပဲနေပြီးတော့တွားတက်ရတော့မှကျောင်းတော့ဘယ်နည်းနဲ့မဆိုလေပြီးအောင်ဆက်တက်ရမှာပဲ သူပြောပြတဲ့အနေထားကိုကျမတော်မှစိတ်အိတ်သွားရတာပေါ့ဒီလိုလုပ်ပါလားသမီးရဲ့ခလေးကိုအခုချိန်နေမှလीသမီးအနေနဲ့ကြည့်ပြအောင်မမွေးနိုင်သေးဘူးပြီးတော့သမီးအိမ်နေလေအထူးသဖြင့်သမီးရဲ့အမေနဲ့အဆင်ပြေဖို့လीပြည်လေဖို့ကလည်းလိုသေးတယ်ဒီခလေးလေးကိုဝင်ရှိခဲ့တာကောင်းလေးအမေတိခဲ့တာပဲလीရုံရုံလေးကသူ့အဖွားနဲ့ဒီလောက်တူနေတာဆိုရင်ဆီယမကိုယ်တိုင်လေးဒီခလေးကိုဘွားရဲ့အိမ်မော်ကိုသွားတင်ပေးမယ် ဒီဘွားတော့သူ့အချက်ကွဲမှာဆိုလို့ရောလीသူ့သားအိမ်တော်ကြီးမှာအတန်ထွက်မှာဆိုလို့ရောဘာမှမပြောရဲပဲနဲ့လीလက်ခံလေးမှာတီးကြတယ်သူနဲ့အရန်တူတယ်သူ့ရဲ့မိပဲသူတို့မချစ်ပဲမနေနိုင်ပါဘူးအခုတော့တမီးကအိမ်ပြန်လာအောင်အမေနဲ့ပြည်လျောင်ပြန်ကြိုးစားလာအောင်ကိုဘက်ကအမားလည်းကြည့်ရောလीအမေဘက်ကဆူယုံမကားလို့လीရိုက်တက်တယ်ဆိုရင်တော့မှခေါင်းငုပ်ပြီးတော့ခံဖို့ကွယ်အမေပဲဟာတတ်တော်မတတ်ပါဘူး တကယ်တော့အိမ်ပြန်ပြီးတော့ကြောင်းပြန်တရမယ်အချင်းရောက်တော့မယ်ဆိုတော့အမေကကျူရှင်လာကကြောင်းလာကမပြီးတော့ဘူးဆိုရင်ဆီယမစီဖုံးစလိုက်ဆီယမကအတက်နိုင်ဆုံးစီစဉ်ပေးမယ်ဟုတ်ပြီလားကျေးဇူးတင်လိုက်ကြဆီယမရေဒါပေမဲ့လေတမီးသူတို့အိမ်တော့လေတမီးလေးကိုမပြီးလိုက်နိုင်ဘူးဆီယမစိတ်တော့မဆိုးနဲ့နော်တမီးရိုင်းတဲ့စကားတော့ပြောတာမဟုတ်ပါဘူးအဲ့ဒီမိသားစုကလူဖြစ်နေပြီမယ်လေလူစိတ်မမွေးကြတဲ့သူတွေခလေးကိုလေသူတို့နဲ့သာကြည်ပြင်းစေခဲ့ရင် လူပိသားရဲ့စိတ်ရှိအောင်ပြုစုကြမှာပြုထောင်ကြမှာမဟုတ်ဘူးအဲ့တော့သမီးပါသားပဲယုံယုံလေးကိုမွေးမှာသူတို့စိတ်ထားနဲ့မတူတယ်လေလူပိသားရဲ့စိတ်ထားရှိရဲ့လူဖြစ်အောင်သွန်သင်မှာသမီးအမေတို့စီကိုခဏပြန်မယ်လေပြီးရင်ចောင်းပြန်တက်မယ်သမီးရဲ့ကလေးကိုဆီယာမခဏထိန်းထားပြီးဆောက်ရှောက်ပေးပါနော်ចောင်းပြီးလို့အလုပ်တစ်ခုခုရရင်သမီးရဲ့ကလေးလေးကိုပြန်ခေါ်မယ်လူစိတ်ရှိတဲ့လူပိသားတဲ့လူလောကကြီးမှာလေတာဝန်ယူရတဲ့လူဖြစ်အောင်ပြိုးထောင်မယ် သမီးကလေးလေးကိုလည်းဆောက်ရှောက်ပေးထားပါနော်ဆီယာမနော်အံ့ဩစရာကောင်းလိုက်တာရှင်ပြောညံ့တယ်လို့ကျမထင်ခဲ့တယ်လေကလေးဆန်တယ်လို့ကျမအမြဲကောက်ချက်ပေးခဲ့မိတဲ့ညည်ရွယ်လို့နေတခုရင်မိခင်တယောက်ရဲ့မကြုံမှုရင်ကျက်မှုရင်ရင့်မှုတို့ကိုလည်းအခုမှကျမတွေ့လိုက်ရတာပေါ့သူ့ရဲ့ဆုံးဖြတ်ချက်လေးကကျင်းနဲ့အားရွယ်လေးဖြစ်တဲ့အနေအထားတခုမျိုးလေးအတက်နိုင်စွာကူညီပေးဖို့ကျမကတိပေးလိုက်မိတဲ့ဒါပေမဲ့မြမပြီမာလီဘိုးရပညာတတ်တယောက်ဖြစ်ရင်တော့မှ တာမီမြောင်နှစ်ဝမ်းအတွက်မပြောနဲ့တဝမ်းကြောင့်တစ်ခါလာဖို့တော့မှခက်ခဲတာမို့သူမရဲ့ရည်ရွယ်ချက်တွေအတိုင်းတနေ့ဖြစ်လာပါစေလို့ဆုတောင်းရင်တပြေအမောကြီးကိုလေးချမိတော့တာပေါ့ပရိသတ်များရှင်ဒီကနေ့နှက်ဆက်ပေးခဲ့တာကတော့စာရေးဆရာဒေါက်တာမြတ်တန်ရေးသားထားတဲ့နင်ကောင်းမရသောမိမများအကြောင်းဆိုတဲ့ဆောင်းလေးကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆောင်းလေးတွေကိုတင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်နာစဉ်အားပေးကြပါအောင်ရှင်။